ီနေ့မှာတော့နှွေပူပူမှာစားလိုက်ရှိတဲ့ဖျဲသီးလေးအကြောင်းပြပေးတော့မှာဖြစ်ပါရနော်ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမရဲ့ channel လေးကို subscribe ရင်လုပ်ပြီးတော့ဘေးနော notification bell လေးကိုပါ on ခဲ့ပြီးမမေ့ပါနဲ့အောင်နော်အရင်ဆုံးဖျဲသီးမှာဘလို့အဟားရရှိရဲဆိုတာကို ပြပြပါမယ်နော် ဖြည့်သည့်မှာဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်အရေးပါတယ်အဟာရဓာတ်တွေဗီတာမင်တွေတထုဓာတ်တွေနဲ့အော်ဂနစ်ဓာတ်ပေါင်းတွေပါဝင်နေပါတယ်ဒါတွေမကသေးပါဘူးဖြည့်သည့်မှာဆိုလို့ရှိရင်ဗီတာမင် C ကယ်ဆီယမ်မဂနီဆီယမ်အမြင့်ဓာတ်ပရိုတင်းပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်ဒါအပြင်ဖြည့်သည့်မှာဗီတာမင် A ဗီတာမင် B6 မီကာစင်တာရမင်းနဲ့ကာရိုတီနိုက်တွေလည်းပါဝင်နေပါတယ်နော် အဲ့ဒါကြောင့်ဖျဲတီးကနေရရှိနိုင်တဲ့ကျဲမရဲ့အကျိုးကျေးဇူးလေးတွေကိုပြပေးပါမယ်နော်။ဖျဲတီးကဆိုလို့ရှိရင်အချိုတဲဖို့တသက်ပဲအတော်ဝင်တာမဟုတ်ပါဘူးနော်။ခနာကိုကျဲမရဲ့အတွက်လည်းအတော်လေးအတော်ဝင်ပါရဲ့နော်။ဖျဲတီးဆိုလို့ရှိရင်ခနာကိုအတွက်ဘယ်လိုအကျိုးကျေးဇူးရမလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ ထမအဆုံးကတော့ကြောက်ကဝေဒနာကိုတာစီနိုင်ပါတယ်။ဖြဲဒီမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်ကြွေဝါးစာပါဝင်တာကြောင့်ကြောက်ခတ်တွေကအစိအတောက်တွေကိုဖယ်ရှားရမှာအထောက်အကူပေးပါတယ်။သွေးထဲမှာယူရစ်အက်ဆစ်ပါဝင်မှုကိုရှင်းချပေးနိုင်တာကြောင့်ကြောက်ခတ်ဖြစ်စီနိုင်စေကိုလည်းရောကြစေနိုင်ပါတယ်။ဖြဲဒီရဆိုလို့ရှိရင်စီးဆွေစေနိုင်တာကြောင့်ကြောက်ကတွေကအစိအတောက်တွေကိုစီကနေတဆစ်ခန္ဓာကိုယ်ပြင်မအောင်ဆွနှုတ်ပေးပါတယ်။ဖြဲဒီမှာဆိုလို့ရှိရင်တတို့ဆက်ကြီးပစ္စည်းတွေပါဝင်နေတာကြောင့်ကြောက်ကတွေကိုကျန်းမာစေနိုင်ပါတယ်။ ောက်ပြီးတော့သွေးပေါက်ခြင်းကိုထိန်းချုပ်ပေးပါတယ်။ဖျဲသည့်မှာပိုတက်ဆီယမ်၊မက္ကနီဆီယမ်ပါဝင်တာကြောင့်သွေးပေါက်ခြင်းကိုကျဆင်းစေနိုင်ပါတယ်။ပိုတက်ဆီယမ်ကသွေးလိုကြောတွေနဲ့သွေးပြင်ကြောတွေအပေါ်မှာတက်ရောက်နေတဲ့တရားတွေကိုရော့ပါတတစေနိုင်ပြီးတော့သွေးတွေစီစဉ်နှုတ်ဆက်ပေးနိုင်တာကြောင့်နှလုံးသွေးကြောစနစ်ပေါ်တက်ရောက်တဲ့ဖိအားတွေကိုလည်းရော့ပါတတစေပါတယ်။ဖြစ်သည့်မှာပါတဲ့ကာရိုတီနိုက်ကသွေးကြောနေရာနဲ့တောက်နေတာမျိုးဖြစ်အောင်လဲကောက်ွယ်ပေးနိုင်တယ်လို့သွေးလိုတာနဲ့သွေးခဲတာတွေမဖြစ်အောင်လဲကောက်ွယ်ပေးနိုင်ပါရဲ့ရှင်။ နောက်တစ်မျိုးကတော့ကင်ဆာကိုကောက်ွယ်ပေးပါတယ်။ဖျဲသည့်မှာကင်ဆာကိုကောက်ွယ်ပေးနိုင်တဲ့လိုက်ကိုပင်းနဲ့ကာရိုတီနိုက်တွေ့ပေါင်းတွေပါဝင်နေပါတယ်။လိုက်ကိုပင်းက စီဂျိတ်ကင်ဆာ၊ရင်သားကင်ဆာ၊ဥမကြီးကင်ဆာ၊အဆုတ်ကင်ဆာနဲ့တန်ရည်ကင်ဆာတွေဖြစ်နိုင်ကြီးကိုလည်းတိတိကျကျရှင်းချပေးပါရနော်။ နောက်ပြီးတော့စီဂျိုကိုထင်ကြီးပေးပါတယ်အချို့တဲ့ကစီတက်တို့နဲ့မတဲတဲ့စီဂျိုသမားတွေအနေနဲ့ဖျဲတီကိုစားသုံးပေးနိုင်ပါတယ်ဖျဲတီကချိုးပေမဲ့ကယ်လိုရီပါဝင်မှုကတော်တော်လေးနည်းပါတယ်ဖျဲတီမှာအဓိကပါဝင်ဖွဲ့စည်းတာကရေထဲဖြစ်တာကြောင့်စီဂျိုသမားတွေစားသုံးဖို့တင့်တော်တဲ့အစားအသောက်ပါပဲနော်ဒါအပြင်ဖျဲတီမှာပါတဲ့ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့လိုမျိုးဗီတာမင်တွေတတိယဓာတ်တွေကအင်ဆူလင်ကိုကောက်ကောက်လို့ဆောင်နိုင်မှုအထောက်အကူပေးပါတယ် က်တစ်မျိုးကတော့နှလုံးကိုကျန်းမာစေပါတယ်။ KD မှာပါတဲ့ Langobin ကတလုံးလုံးဆောင်မှုကိုတိုးတက်ကောင်းမှုစေနိုင်ပါတယ်။ဒလိုဆက်ကြည့်ပစ္စည်းတွေနဲ့အရွယ်မတိုင်ခင် Omega ကိုတက်ဖြတ်ပေးနိုင်တယ်။ Beta Carotene ကငယ်ရွယ်တဲ့အရွယ်မှာနှလုံးကိုကျန်းမာစေတယ်လို့အသက်အရွယ်ရလာတာကြောင့်ဖြစ်တဲ့နှလုံးပြဿနာတွေကိုလည်းရော့ပါတတ်တာစေပါတယ်။ဖြစ်ဒီမှာပါတဲ့ဗီတာမင်စီကာရိုတီနိုက်နဲ့ပိုတက်ဆီယမ်တို့ကသွေးရည်ကိုလက်စတောတွေကိုလျှော့ကြစေပြီးတော့လူတည့်ရဲ့နှလုံးဖောက်တာတွေမဖြစ်အောင်လည်းကောက်ွယ်ပေးပါတယ် နောက်ပြီးတော့အမြင်အရုံပြည့်စုံမှုကိုလည်းကောက်ွယ်ပေးပါတယ်နော်။ဖျက်တိဆလို့ရှိရင်မျိုးလုံးကျက်မာရင်းနဲ့အမြင်အရုံထိခိုက်မှာကိုစိုးရင်စရာတိတ်မလို့တော့ပါဘူးရှင်။ဖျက်တိမှာပါတဲ့ဘီတာကရိုတင်၊ဗီတာမင် C လူဒိန်းနဲ့ဆီယာဆက်တင်တို့ကမျက်လုံးနဲ့အမြင်အရုံထိခိုက်ပျက်စီးတာတွေကိုလည်းကြော့ပါတတစီနိုင်ပါတယ်။အသက်အရွယ်ကြောင့်အမြင်အရုံထိခိုက်ပျက်စီးတာနဲ့မျိုးလုံးရည်တွေဖြစ်တာတွေကိုလည်းကြော့ပါတတစီနိုင်ပါတယ်နော်။ နောက်တစ်ချက်ကတော့အသားအရည်နဲ့ဆန္ဒကိုကောင်းမွန်စေပါတယ်။ဖျက်သီးမှာပါတဲ့ဗီတာမင်တွေဖြစ်ကြရဲ့ဗီတာမင် A နဲ့ဗီတာမင် C ကအရည်ပြားနဲ့ဆန္ဒကျန်းမာရေးအတွက်အရေးပါပါတယ်နော်။ဗီတာမင် C ကခန္ဓာကိုယ်ကကော်လာဂျင်တွေထွက်လာအောင်လှုပ်ဆောင်ပေးပြီးတော့အရည်ပြားနဲ့ဆန္ဒကိုကျန်းမာစေနိုင်ပါတယ်။ဖျက်သီးမှာပါတဲ့ဗီတာမင် A ကအသားအရည်၆တွေးတာတွေအဖက်လန္နာတွေကိုရောပါတတစေနိုင်ပါတယ်။နေလောက်တန်းကြောင့်အရည်ပြားပျက်စီးတာကိုလည်းတတစေနိုင်ပါတယ်နော်။ နောက်တစ်မျိုးကတော့အစာချေစီနိုင်ပါတယ်။ဖျဲသည့်မှာရေဓာတ်ကျေဝါစွာပါဝင်ပြီးတော့အမြင်တက်တွေပါဝင်နေပါတယ်။ဒီတက်နှစ်ခုလုံးပါဆိုလို့ရှိရင်ကျန်းမာတဲ့အစာချေစနစ်ဖြစ်ဖို့အရေးပါတဲ့တက်တွေပဲဖြစ်ပါရဲ့နော်အမြင်တက်ကဝပြပြသွားနေနိုင်တယ်လို့အစာချေလက်ကျောက်လှုပ်ဆောင်မှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်ရှင်အခုထပ်ပြီးပြပြပေးမှာကတော့သတိထားမယ့်အချက်တွေပဲဖြစ်ပါရဲ့နော်ဖြဲသည့်ကကျန်းမာရေးအတွက်ကောင်းတဲ့ဆိုပေမဲ့အများကြီးစားရင်တော့ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ် ။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာတချို့ဗီတာမင်တွေအရင်မြောက်လာတဲ့အခါမှာနောက်ဆက်တော့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လို့ပါနော်။ဥပမာဗီတာမင် C ကိုအများကြီးစားသုံးမိမယ်ဆိုလို့ရှိရင်ဝမ်းလျှော့တာအစာရဦးလမ်းကြောင်းမှာမအီမတာဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။နောက်ပြီးတော့ဖျက်သည့်ကိုနေတိုင်းစားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအိုဒစီယန်နဲ့အိုက်ကိုပင်းတွေအရင်များပြီးတော့မအီမတာဖြစ်လာတာဝမ်းလျှော့တာအစာမကြေတာနဲ့လေဝါတာတွေလည်းဖြစ်လာနိုင်လို့ပါနော်။ အခုပြပေးခဲ့တာတွေကတော့နေဘူးဘူးမှာစားလိုက်ရှိကြရတယ်ဖျက်တိနေအကြောင်းပဲဖြစ်ပါရဲ့နော်ညီမရေဖြိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်